ပေါ်မီပရိသတ်များအားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ဂျိုတင်တဲ့င်းနဲ့ထွက်ခဲ့တဲ့အတိုင်းပဲဘရာဇီးလက်ရွေးစင်အသင်းကအန်ဆယ်လော့တီကိုနီးပြတဲ့ဖြစ်ခန့်လိုက်ပြီးသူကဒီယာဒီလာလီဂါပွဲစဉ်တွေပြီးတာနဲ့ဘရာဇီးလက်ရွေးစင်အသင်းနဲ့တွားပြီးတော့ပူပေါင်းတော့မယ်တစ်ဖက်မှာလည်းလီဗာပူးစင်နီးပြကအလွန်ဆိုကဒီရီယယ်မက်ဒရစ်အသင်းကိုပြန်ရောက်လာမယ်ပေါ့လေဒီတော့ကျွန်တော်စိတ်ဝင်စားတာကဘရာဇီးလက်ရွေးစင်အသင်းကဘာကြောင့်မို့လို့အန်ဆယ်လော့တီကိုနီးပြတဲ့ဖြစ်ခန့်ခဲ့တာလဲဆိုတော့အကြောင်းအရာပဲ ။ဘာဖြစ်လို့လဲဆိုတော့ဘရာဇီးဟာကမ္ဘာဖလားသမိုင်းမှာအအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ပြီးတော့သူတို့ဟာကမ္ဘာဖလား၅ချိန်ရထားတယ်။အဲ့ဒီ၅ချိန်လုံးမှာသူတို့ဟာသူတို့ရဲ့ပြည်တွင်းနီးပြနဲ့ပဲရခဲ့တာပြီးတော့မရခဲ့တဲ့နှစ်တည်းမှာပဲပြောလို့ရှိရင်ဘရာဇီးစပြီးတော့ပေါ်လုံးကမ္ဘာဖလားပေါ်ကြတဲ့အခုချိန်ထိသမိုင်းတစ်ချောင်းလုံးမှာဘရာဇီးဟာဘယ်တုန်းကမှနိုင်ငံခြားသားနီးပြကိုမငှားခဲ့ဘူး။သူတို့နိုင်ငံသားနီးပြနဲ့ပဲသူတို့ဟာ တိဆောက်ခဲ့တာအောင်မြင်မှုတွေယူခဲ့တာဖြတ်တန်းခဲ့တာပေါ့လေဒါပေမဲ့ဒါသူတို့ရဲ့အသင်တမိုင်းမှာနိုင်ငံတမိုင်းမှာတခါမှ နိုင်ငံခြားသားမခန့်ဖူးပါဘူးဆိုတော့အစင်လာကိုရှိုးဖြတ်ပြီးတော့တကယ်ပြိုင်ဖက်ဖြစ်တဲ့ဂျလီလူမျိုးနီးပြအန်ဆယ်လော့တီကိုအာကိုတကြီးနဲ့နီးပြဖြစ်ခန့်အပ်ခဲ့တာဘာကြောင့်လဲဆိုတော့ဒါကျွန်တော်ရဲ့အတွေ့အမြင်ကိုပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျပြောရရင်ဘရာဇီးဆိုတာ ကဘာဖလားနဲ့ပတ်သက်လာရင်အတင်းတိုင်းကကြောက်ရတဲ့အတင်းချိန်ရတဲ့အတင်းဖြစ်ခဲ့တာပေါ့ဟိုးပီလီရိုခက်ကနေစပြီးတော့ပြောရမယ်ဆိုရင်ဒီဒိုကြီးတို့ဒင်ဟိုတို့ရီဘာဒိုတို့နဲ့ပိုဆွဲခဲ့တဲ့ကာကာတို့နဲ့ဒီနောက်တန်းမှဆိုလဲလူစီယိုတို့ကာပူတို့ရောဘတ်တို့ကာလော့စ်တို့နဲ့ပေါ့လေအောင်မြင်ခဲ့တဲ့2000ကဘာဖလားအထိပေါ့အဲ့နောက်ပိုင်းမှာ2006မှာဆိုရင်လဲဒီဒိုကြီးတို့ဒင်ဟိုတို့ပါခဲ့တယ်ဆိုပေမဲ့သူတို့ နောက်ဆုံးအချိန်ရောက်သွားပြီပေါ့မအောင်မြင်ခဲ့ဘူး quarter မှာပြင်သစ်ကိုပြုတ်ပြီးတော့ထွက်သွားရတယ်။ဒီတော့အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဘရာဇီးကဒီ Ronaldinho တို့ဒီခက်နောက်ပိုင်းမှာဆိုရင်ဆွဲမဲ့ဖွဲ့ရကောင်းအောင်ကစားပြနိုင်တာဆိုလို့ဒီ Neymar လောက်ပဲရှိတယ်။အားကိုးရတာလည်း Neymar လောက်ပဲရှိတယ်။နိုင်ငံသင်းတွက်ကစားရင် Neymar လောက်ဘယ်သူမှအားကိုးရတဲ့ပုံစံမရှိဘူး။အခုနောက်ပိုင်းဒီဒီဘယ်လိုပြောရမလဲဆိုတော့ ရီယယ်မက်ဒရစ်မှာဗင်နီရှက်တို့အရန်ကောင်းလာတဲ့အချိန်ထိမ့်မရအောင်ကောင်းလာတဲ့အချိန်လက်ရွေးစင်အသင်းတော့ကန်ကိုသွင်းမှုရုံးကန်တဲ့အဲ့လိုပဲဒါပေမဲ့နေမာကတော့အဲ့လိုမဟုတ်လက်ရွေးစင်အသင်းအတွက်ဆိုရင်ပိုကောင်းတယ်လို့ခံစားရတဲ့အနေအထားမျိုးပေါ့ဒါပေမဲ့သူခက်မှာလဲကဘာဖလားဖိုင်နယ်တောင် မရောက်သေးဘူးဒါဝရောဘရာဇီးပြိသက်တွေနဲ့ဘရာဇီးပြည်သူတွေဘရာဇီးကနဝင်တွေဘရာဇီးသားတွေကတော်တော်လေးခံစားရတယ်သူတို့အတွက်ဒီကဘာဖလားနဲ့ပတ်သက်ရင်2000နှစ်နောက်ပိုင်းမှာ အနည်းဆက်ဆုံးဖြစ်ခဲ့တာကတော့ဒီ2014ကဘာဖလားပေါ့လေသူတို့ကအဲ့ဒီပြိုင်ပွဲမှာအင်ရှင်ဖြစ်နေလက်ခံကျင်းပခွင့်ရခဲ့တယ်။ရှေဆွမ်းရလည်းမျောလင်းဟင်စရာကောင်းခဲ့တယ်။ဒါပေမဲ့ကန်ဆိုးတယ်လို့ပဲပြောရမလား။ကိုလံဘီယာနဲ့ကစားရတဲ့ quarter final ပွဲမှာနေမှာစိုးစိုးဝါဒံရသွားတယ်။ပြီးတော့တီယာကိုဆေးပါကပွဲပယ်ထိသွားတယ်။ဒီတော့ တကယ်ပြိုင်ဖက်ဂျာမနီနဲ့ကစားရတဲ့စီမင်းဖိုင်နယ်ပွဲမှာနေမာလည်းမပါနိုင်ဘူးတိုက်စစ်ကနေမာမပါနိုင်တဲ့အတွက်အသက်မဲ့သွားတယ်ခံစစ်ကတီယာကိုဆေးပါမပါနိုင်မဲနဲ့ဒေးဗစ်လူးဝစ်နဲ့ဒန်တီကိုတွဲလိုက်ရတဲ့အခါတော်တော်လေးရုပ်ပြဆင်ပြဖြစ်သွားပြီးတော့ကိုအိမ်ကွင်းမှာအရှက်ရခဲ့တယ်ဘောလုံးသမိုင်းရဲ့အဆိုးရွားဆုံးပွဲကဘာဖလားသမိုင်းရဲ့အဆိုးရွားဆုံးပွဲပေါ့လေစီမီခိုင်နဲ့အဆင့်မှာဂိုးအပြတ်ဆုံးပွဲတစ်ပွဲဖြစ်နေတဲ့ အိမ်ကွင်းမှာ9ဂိုးတဂိုးနဲ့ရှုံးသွားတယ်ပေါ့အဲ့နောက်ပိုင်းမှာဘရာဇီးကတော်တော်လေးကိုနလန်မထူဘူးဖြစ်သွားတယ်ပေါ့လေအခုဒီနေမာရဲ့နေမာဆိုရင်လည်းအခုဒါဆန်တိုစ်ကိုပြန်ရောက်သွားတဲ့အထိကစားသမားဘောကကြာဆင်းသွားတယ်ဒါပေမဲ့နေမာရဲ့ခက်မကုံသေးဘူးလို့ဘရာဇီးသားတွေကယူဆထားတယ်အခု2026ကမ္ဘာဖလားမှာနေမာနဲ့အတူသူတို့နေမာရဲ့နောက်ဆုံးဒီဘယ်လိုပြောရမလဲနောက်ဆုံးယုံအားပေါ့လေ နောက်ဆုံးမိကြောက်ပေါ့အဲ့အနေထားမှာသူတို့ဒီကမ္ဘာဖလားချန်ပီယံဖြစ်ရှင်လို့ဒါအန်ဆယ်လော့တီကိုအာဂိုတကြီးနဲ့ခေါ်လိုက်တာအဲ့လိုပဲကျွန်တော်ကတော့မြင်တယ်ဘာဖြစ်လို့အန်ဆယ်လော့တီကိုမှအာဂိုတကြီးခေါ်ရတယ်လဲဆိုတော့အန်ဆယ်လော့တီကခြုံထွက်ပွဲတွေကိုတိတ်ပြီးတော့ကျွမ်းကျင်တဲ့နီးပြားတယောက်ဖြစ်နေလို့ပဲဒီအန်ဆယ်လော့တီလို့ဆိုလိုက်တာနဲ့ဒါအသက်30ကျော်ပြည်သက်တွေဆိုလို့ရှင်ခရစ်စမတ်တစ်ပင်ကိုတန်းပြီးတော့မြင်လင်းမယ်ခရစ်စမတ်တစ်ပင်နဲ့ပဲသူက AC Milan နဲ့ဥရောပအောင်မြင်မှုတွေအများကြီးယူခဲ့တာကိုဒီဖက်ခေလူငယ်တွေကြတော့ဒါလက်ရှိ real ပြိသက်တွေနဲ့ကျွန်တော်တို့ခုနပြောတဲ့30ကျော်ပြိသက်တွေဆိုလို့ရှိရင်အမြင်ချင်းကွာပါလိမ့်မယ်ဒီဖက်အခု real madrid ပြိသက်တွေက ancelotti ကိုဘာပြူဟာမှမရှိတော့တဲ့နီးပြတုံးစားမရတော့တဲ့နီးပြအဖြစ်နဲ့ဒါ real madrid fan page တွေကိုယ်တိုင်ကအဲ့လိုရေးနေကြတယ်ဗောလေကျွန်တော်ကတော့ real ancelotti ကိုဆရာကြီးလို့မြင်တော့မယ် ခြုံထွက်အဆင့်နေမှာပေါ့လေ။ဘာကြောင့်လဲဆိုတော့သူအအောင်မြင်ဆုံးလို့ပြောရတဲ့ AC Milan မှာရှေ့ရသည်ကင်ခဲ့ပေမဲ့ series တစ်ကြိမ်ပဲရခဲ့တယ်။အဲ့တုန်းက AC Milan လူစင်းဟာတကယ်ကိုကျယ်စင်စုရနဲ့ဖွဲ့စည်းထားတဲ့အသင်းနောက်တန်းမှဒီကိုသမားဆိုလဲဒီတာနောက်တန်းမှဆိုကာဖူနက်စတာမာဒီနီလိုတကယ်ထိတ်တန်းနေကနဝင်နေကွင်းလန့်မှဆိုလဲပီယာလိုကတူဆိုစီဒေါ့ကာကာရိုလိုအစုအဖွဲ့တွေတိုက်စစ်မှဆိုရင်လားရှက်ဖျန်ကိုအင်ဇာဂီဒီဂီလာဒီနိုအဲ့လိုကစားသမားတွေပေါ့ ပြီးတော့ဒီပါတိုတို့တိုက်ဆက်မှာဆိုရင်ဒိုကြီးတို့ငါဒီခဏလာကစားသေးတယ်ရော်နယ်ဒင်ဟိုတို့ခဏလာကစားခဲ့တယ်ဘက်ခန်းငါလာကစားခဲ့တယ်ဆိုတော့တကယ်ကျယ်စင်စုတွေကိုကင်ခဲ့ရတာဒီအန်ဆယ်လော့တီကလီပွဲတွေမှာပို့ပြီးတော့ဆက်ရကြတယ်အစီမီလန်ကိုချန်ပီယံလိနှစ်ကြိမ်ယူပေးတယ်ဗီယမက်ဒရစ်ကိုဆိုအူဒါနှစ်ကြိမ်ကင်တာမှာသုံးကြိမ်ယူပေးတယ်ပေါ့ရီယယ်နဲ့ပထမကြိမ်ကဆိုရင်ပထမတစ်ကြိမ်နီးပြပွားမှာလာလီဂါတော့မရခဲ့ဘူးခုတစ်ကြိမ်မှာလာလီဂါရတာအန်ဆယ်လော့တီအတွက်က AC Milan, Chelsea, Bayern Munich, Real Madrid, PSG တို့လိုအသင်းကြီးတွေမှာစူပလာတွေအများကြီးယူဘူးသလိုဒီ Napoli တို့ Everton တို့နဲ့လည်းသူကခက်ခက်ခက်ခဲဒုံးကန်ကျင်လည်ခဲ့ဘူးတယ်ဆိုတော့အတွေ့အကြုံပိုင်းကပြည့်စုံနေပြီ။ Brazil တို့နောက်ဆုံးသူတို့ကြည်တာပါလဲဆိုတော့သူတို့ Brazil နဲ့ဆက်ဆံရင် Brazil တို့နဲ့ဆက်ဆံရင်ကိုပြန်ကြည့်မှဆိုလို့ရှိရင်လည်း AC Milan မှာဒီဒါတို့ကာဖူတို့ကာကာတို့ရော်နယ်ဒင်ဟိုတို့အီမာဆင်တို့ပါတူတို့လိုမျိုးကစားသမားတွေနဲ့ သူကຫນွေထွေးတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့အခု Real Madrid မှာဆိုရင်လည်း Vinicius, Rodrigo ဒါအခုဒီယာဒီခေါ်ထားတဲ့ Andre ပြီးတော့နောက်တန်းက Militao တို့လို့ဘရာဇီးတားရဲ့နဲ့သူနှန်းကတော်တော်လေးပုံစံကောင်းမြင်ရတယ်ဒီတော့ဘရာဇီးတားရဲ့နဲ့လည်းဘရာဇီးတားရဲ့မှာတော့ဟိုးအဟောင်းနေနဲ့လည်းဆက်ဆံရေးကောင်းတယ်အခုအစ်စ်တင်နဲ့လည်းအဆင်ပြေတယ်ဆိုတော့ပြီးတော့ရှုံးခွက်ပွဲတွေမှာလည်းကျွမ်းကျင်တယ်ဆိုတော့ Ancelotti ဟာဘရာဇီးအတွက်တကယ်မျှော်လင့်ချက်နဲ့ခေါ်ယူခဲ့တာ Ancelotti ကလည်း ဒီ2026ကမ္ဘာဖလားဟာနေမာအတွက်တကယ်ကိုအရေးကြီးတဲ့ပြိုင်ပွဲလို့သူပြောခဲ့တယ်။နေမာကိုတည့်ပြီးတော့ဒီဗင်နီရှာတို့ရာဖင်ညာတို့ဒီရိုဒရီဂိုတို့နဲ့သူဘလို့တိဆောက်သွားမလဲဆိုတော့ကျွန်တော်ကတကယ်စိတ်ဝင်စားစရာကောင်းတယ်။2026ကမ္ဘာဖလားဟာဒီဘရာဇီးပြည်သက်တွေအတွက်တကယ်ကိုမျှော်လင့်ချင်စရာကောင်းတဲ့ကမ္ဘာဖလားဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဒါကတော့အန်ဆယ်လော့တီကိုဘာကြောင့်ဘရာဇီးကအာဂိုရီခန့်ခဲ့တာလဲဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဆွေးနွေးပေးခဲ့တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အပြန်အလှန်ဝေဖန်ရှင်းတာဆွေးနွေးရှင်းတာရှိရင် comment ထဲမှာပြောသွားခင်နိုင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ